လာမယ့်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲအပိုင်း1ကိုဂရီနီပြည်နယ်ကမြို့တော်လွိုက်ကော်နဲ့ဘော်လခဲမြို့မှာရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်စစ်တပ်ဘက်ကပြင်ဆင်နေပါတယ်။ဒါကြောင့်လွိုက်ကော်မြို့ပေါ်ကရက်ွက်တွေမှာတအိမ်တယောက်စီမဖြစ်မနေမဲထည့်ဖို့အတွက်ရက်ကတ်အုပ်ချုပ်ရေးမှုတွေကအစည်းအဝေးခေါ်ကတတိပေးထားတယ်လို့မြို့ခံတွေကဆိုပါတယ်။လက်ရှိဘလူးချောင်းရေတက်လာလို့ရက်ွက်၈ခုထဲမှာနေရေမြုပ်နေပြီးမဲ့ရေဘေးထဲမဲစင်းရင်လာစစ်ဖို့ကဒါကားတွေနဲ့ပတ်ပြီးနှိုးဆော်နေတယ်လို့ဓမာယုံရက်ွက်ကဒေသခံတယောက်က DPP ကိုပြောပါတယ်။ ရက်ွက်အုပ်ချုပ်ရေးမှူးတွေကအင်နောက်စုစည်ရင်းတွေကိုပြီးခဲ့တဲ့လတွေကလိုက်လံကောက်ကန်ထားပြီးမဲမထင်ဥပဒေအရအေးအေးယူမယ်လို့ဆိုပါရယ်လက်ရှိအခြေအနေတွေကိုရှင်းပြထားတဲ့ဓမာယုံရက်ွက်ခံတူဦးရဲ့ပြောပြချက်ကိုလုံခြုံရေးရအတန်းစားထုတ်ဖတ်ပေးထားပါရယ်ပြီးခဲ့တဲ့လရက်ွက်ဥက္ကဋ္ဌကနေပြီးတော့တရင်တယောက်စီဝေးခေါ်တယ်မဖြစ်မနေမဲထဲဖို့ပြောတယ်ရက်ွက်ထဲမှာတော့မဲမထဲရင်ခေါ်ဆစ်ဆေးမယ်ပါညာပြောနေကြတာပေါ့နောက်ဒီမနေ့မှပဲမဲစင်းလာကြည့်ဖို့ဆိုပြီးတော့ကားနဲ့မြို့ထဲမှာပတ်ပြီးတော့អော်နေပြီဒီမှာနေတဲ့သူအများစုကတော့မဲထဲမလားမထဲဘူးလားဆိုတာတဲ့ ဒီနှစ်ဖက်ကြားမှာညံ့နေမှာပဲကြောက်ကြတယ်မဲပေးပွဲမတိုင်ခင်မှာတိုက်ပွဲတွေဖြစ်လာမှာဆိုပြီးတော့ကြောက်နေကြတယ်လွိုက်ကော်မျိုးပေါ်မှာအခုလိုမဲထဲဖို့လိုက်လံတိုက်တွန်းနေတာတွေရှိသလိုညဘက်တွေမှာလူငယ်တွေအဖမ်းခံရပြီးပတ်စံနဲ့လိုက်ရွေးရတဲ့ဖြစ်ရပ်တွေအဖြစ်များလာတဲ့အတွက်မြို့ကန်တွေကစိုးရိမ်နေကြပါတယ်မြို့ကန်တယောက်ကတော့မဲဆွယ်နေကြပြီမဲ့ပြည်သူလုံခြုံရေးကိုဘယ်သူမှအကာအကွယ်မပေးနိုင်ဘူးလို့ဆိုပါတယ် မေတ္တာအတေးဓမ္မထည့်ခိုင်းတာဘုဒ္ဓမသူတို့ပြည်သူလို့ဆိုရရတဲ့သူတို့မလုပ်ပေးနိုင်ဘောနော်ကိုယ်ကလည်းမထည့်ချင်လဲထည့်ရမှာဆိုတဲ့အတိုင်းပဲဘောနော်အဲစိမူထန်ခေါ်တာတော့ဒီညအချိန်မတော်လူငယ်တွေတွားရည်လဲဖန်ခေါ်တယ်ဒါပေမဲ့တချို့ပတ်စံနဲ့ပြယူခိုင်းတယ်တချို့ကျတော့သူတို့ရက်ွက်လူကြီးတွေနဲ့ကုမ္ပဏီတောင်းပြီးပြယူခိုင်းတာမျိုးလုပ်တယ်နော်အဲဘယ်လိုပြောရမလဲ သူအခြေဆိုင်နဲ့သူစီဒီအိုင်မလုပ်တဲ့လူတွေကကူညီတောင်းပြီးတော့အဲခြေဆိုင်နဲ့ပြန်ယူရတာမျိုးတွေလည်းလုပ်တယ်တချို့ကလောကအစီအမပြေတဲ့လူကြတော့လည်းဘာလူလူနဲ့ပါသွားတာမျိုးတွေလည်းရှိတာပေါ့နော်အတိကတော့ဆင်းရဲအောက်ခြေလူတန်းစားတွေပဲများတာယူကော့ဘွေချင်းပါမဲ့နောက်တစ်မျိုးဖြစ်တဲ့ဘောလခဲမျိုးမှာတော့လက်တလောတိုက်ပွဲတွေပြင်းထန်နေလို့ခရီးအမျိုးသားကာကွယ်ရေးတပ်ကနေပြီးအပြည်သူတွေလုံခြုံရေးသတိရှိဖို့ထုတ်ပြန်ထားပါသေးတယ် ဒေါ်လာရင်းတက်ပေါင်းစုတွေထိန်းချုပ်ထားတဲ့မယ်ဆက်ရှားတော့နဲ့ဖားဆောင်မျိုးတွေမှာရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပဲမျိုးတော်လွိုက်ကော်နဲ့ဘောလက်ခဲမှာပဲရွေးကောက်ပွဲလုပ်မယ်လို့ရွေးကောက်ပွဲကော်မရှင်ဘက်ကကြေညာပြီးတဲ့နောက်မှာစစ်တပ်ဘက်ကဒီမော့ဆိုဖရူဆိုဘောလက်ခဲကာလာမိုင်နာတဝိုက်ကိုနေမေပြန်လဲစိုးမှုဖို့အတွက်ပြီးခဲ့တဲ့လတွေကထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ